ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ဟမ်ဘာဂါရောင်းနေငှက်မလေး။တောင်းလေးတစ်ခုထဲမှာငှက်မလေးတွန်းတနည်းအနေထိုင်ပါရစ်။အဲ့ဒီတောင်းလေးထဲမှာပဲသူမဟာဟမ်ဘာဂါဆိုင်လေးဖွင့်လာပါရင် ူမဆိုင်တဲ့နီနီနန္နာမှာပဲជីကန်းကလူနဲ့ဆွန်ထရီတို့ကလည်းဟမ်ဘာဂါဆိုင်ဖွင့်ထားပါတယ်။အကုတ်ကလူရေအင်္ဂမရဲ့ဆိုင်ကနေတရက်တရက်ကိုဟမ်ဘာဂါတွေဘလောက်များများရောင်းထွက်လဲမသိပါဘူး။ကျမတို့ဆိုင်ရဲ့ဟမ်ဘာဂါတွေမှာရောဘာအပြစ်နာစာများရှိနေလို့လဲ။ဆွန်ထရီရဲ့တွန်တတီရဲ့ဟမ်ဘာဂါဆိုင်ကဖွင့်ထားအတော်လေးကြာနေပြီလေ။ပြီးတော့နာမည်လည်းရထားတယ်။နောက်ပြီးသူ့ရဲ့ဖောက်တယ်ရီယာလည်းအရမ်းများတယ်လေ။ငါရီရဲ့ဆိုင်ကအခုမှအစ်စ်ဖွင့်ထားတာလေ။အဲ့ဒါကြောင့်မှ သူတို့လင်များနှစ်ယောက်အခုလိုစကားတွေပြောနေကြတဲ့အချိန်မှာပဲဇီးရွယ်နှစ်ယောက်ကတွန်တနီရဲ့ဆောင်ရှောက်လာကြပါတယ်။ပြီးတော့ဟန်ဘာကအကြီးနှလုံးမှားလိုက်ပါတယ်။အဲတော့အကြီးကမ်းမလေးဆန်ဒရီကပြန်ပြီးတော့စိတ်သက်သာသွားပါတယ်။ကမ်းမလေးတွန်တနီကလည်းဆန်ဒရီကိုအခုလိုစိတ်မကောင်းတဲ့ပုံစံမကြည့်ရရှာပါဘူး။သူတို့လင်များနှစ်ယောက်စိတ်ညစ်နေရပြောက်သွားငါတခုခုလုံးမရမယ်။အဲညီမကြီးဟန်ဘာကအကြီးနှလုံးပေးလိုက်တော့လေအယမ်းကြနေပြီ။အကိုကြီး ကျမလောက်တိုင်းဒီဟမ်ဘာဂါအလုံးကြီးတွေဟာပွဲတကူပူပေးရမှာမဟုတ်လို့ပါအဲ့ဒါကြောင့်အကိုတို့အတွက်အစ်စ်ထပ်လုပ်ပေးရမယ်ဆိုရင်အချိန်ကြာလိမ့်မယ်အကိုတို့ဒီလိုလုပ်ပါလားဟိုကြီးကဲနေရောင်းနေဆိုင်နေဝယ်လိုက်ပါလားသူတို့ဆိုင်ဟမ်ဘာဂါလည်းအရင်စားလို့ကောင်းပါတယ်အေးအေးကောင်းပြီလာတော့မယ်တကယ်ချင်းဒီနေ့ရောအကြီးကဲဆိုင်နေသွားဝယ်လိုက်မယ်အဲ့လိုပြောပြီးတော့ဈေးဝယ်နေရောက်ကကြီးကဲနေရဲ့ဆိုင်ဘက်စီကိုသွားလိုက်ကြပါကြီးကဲမလေးစွန်ထရီကလည်းသူတို့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဟမ်ဘာဂါအကြီးနှလုံးပေးလိုက်ပါ တာလူရင်တွန်တနီးကသူ့ဆိုင်ရဲ့ဖောက်တယ်တွေကိုဘာလို့ကျမတို့ဆိုင်စီလွတ်လိုက်ရတာလဲမသိဘူးလေစွန်ဒရီရဲ့အဲ့ဒါတော့သွားမေးကြည့်မှာပဲသိရမှာအဲ့ခါမှာတော့ကာလူနဲ့စွန်ဒရီတို့ကတွန်တနီးဆိုင်ဘက်ထွက်လာလိုက်ကြပါရင်ပြောပါအောင် ပြောပါအောင်ငမလေးရဲ့အမဘာလို့အဲ့လိုလုပ်ခဲ့ရလဲဒီမှာမိုင်ကျမရောကျမယောက်ျားကပတ်စံရှာဖို့အတွက်အခုလိုဆိုင်မျိုးဖွင့်ထားကြတယ်အဲ့ဒါကိုဘာလို့တယောက်တည်းရပဲပတ်စံရှာလို့ရအောင်လုပ်နေမှာလဲ နေရာလုံးပတ်စံရှာလို့ရမှာဖြစ်မှာလေအဲ့ဒါကြောင့်ကျမဆိုင်ရဲ့ဖောက်တယ်တွေကိုလိန်ပြောလိုက်ရတာပါအမအရန်သဘောကောက်တာပဲငတ်မှလေ အမကျမတို့နေတငယ်ချင်းလုံမလားอืมလုံမယ်လေဒီနေ့အစားပြီးကျမတို့တွေတငယ်ချင်းတွေဖြစ်သွားကြပြီအမတို့ကအခုမှဒီတောင်းအုပ်တွေကိုပြောင်းလာကြဆိုတော့တခုခုလိုအပ်တာရှိ ကျမတို့လာပြောလို့ရပါရဲ့နော်ဟုတ်ပါပြီငတ်မှလေအဲ့ဒါဆိုအခုတော့ကျမတို့ဆိုင်ကိုပြန်သွားလာအောင်မေးအဲ့လိုနဲ့တို့လင်များနှစ်ယောက်လဲ သူတို့ရဲ့ဆိုင်စီကိုပြန်သွားကြပါ යි ။ငမလေးတွန်တနီကအယံကုံမှစိတ်သဘောထားကောင်းပါလေ။အဲဒီလိုနဲ့နောက်ပိုင်းမှာလည်းတွန်တနီကသူမရဲ့ဖောက်တဲ့တဝက်ကိုစွန်ဒရီရဲ့ဆိုင်စီကိုပို့ပေးပါ යි ။အဲဒီတော့တဖြည်းဖြည်းနဲ့စွန်ဒရီရဲ့ဆိုင်လေးလည်းလက်ပတ်လာပါ යි ။အဲဒီလိုနဲ့ရှက်အနေငယ်လာကုံဆုံးလာပါ යි ။ကာလူရီဟမ်ဘာဂါရောင်းနေလို့ကအမျက်မြမြရတာပဲ။အခုဆိုကျမတို့ရဲ့ဆာအယံကြီးနဲ့မမကြီးသေးဘူးဆိုပေမဲ့လည်းဘလောက်တောင်ရောင်းကောင်းနေလိုက်တယ်လဲ။ဟုတ်တယ်။ အင်္ဂမသာမရှိရင်ငါတို့ရဲ့ဆန်ချချို့နာမည်ကြီးသွားမှာဟုတ်တယ်ကားလူကြီးအခုပြောတာမှန်နေဒါပေမဲ့အင်္ဂမဘဲဟုတ်သွားမှာလေဩစန္ဒရီရဲ့သူကတော့ဘဲဟုတ်သွားမှာလေငါတို့ရဲ့အုံနောက်ကိုတောင်းပြီးသူ့မောင်းထုံးမှာပဲရမှာပေါ့အဲဒီနောက်မှာတော့သူတို့လင်များနှစ်ယောက်ကငတ်မာလီကိုမောင်းထုတ်ဖို့အစီအစဉ်ဆွဲလိုက်ပိုင်းနောက်တနေ့မနက်ငတ်မာလီတွန်တနေ့ကသူ့ဆိုင်မှာသူထိုင်နေတဲ့အချိန်မှာဒီဘူးထဲမှာကြံရင်ကားတိဖြော်ရီထည့်ထားတာ နေဒီဘိုးရဲ့ဖြော်ရည်တဲ့ကိုငမလေးရဲ့မောင်းနှိတွေတဲ့တွတ်တွတ်တိတ်သွားထဲလိုက်အဲ့ဒါဆိုသူ့လုံးတဲ့ဟန်ပါကာတိုင်းအခါသွားလိုက်မယ်အဲ့ဒါဆိုသူမရဲ့ဖောက်တဲ့တွေကောင်းလောက်ငါတို့ဆောင်ရောက်လာကြလိမ့်မယ်ဆန်ဒရီလည်းကာလူပြောတဲ့အတိုင်းလောက်လိုက်ပါသူမကတွန်တနီရဲ့ဆိုင်ချိုသွားလိုက်ပိုင်းအမေကျမတို့ရဲ့ဆိုင်မှာရေကုန်သွားလို့လေအဲ့ဒါကျမတို့ကိုရေနေနေလောက်ပေးပါလားကာလူလဲဟမ်ဘာကာလုံးရအောင်မဟုတ်လို့လေအေးပါဆန်ထရီရဲ့ငါးခုနှစ်ကိုရေပေးပါမယ ငှက်မလေးတော်တနီကရေအိုးထဲအောင်ရေဖြည့်နေချိန်မှာတော့ဇွန်ဒရီကငှက်မလေးနေထိုင်မုန်နစ်ထဲချဲဟင်းကားသီးဖြော်ရည်တွေလောင်းထည့်လိုက်ပိုင်။အမအေးအမကမုန်နစ်ကိုတီချလေးလှုပ်ထားတာပဲ။ကာလူကမုန်နစ်လုံးသိပ်စင်မပြေဘူး။အဲလိုပြောပြီးတော့ဇွန်ဒရီကမုန်နစ်ကိုဇွန်နဲ့မတိမတားမှု့လိုက်ပိုင်။အဲတော့ငှက်မလေးလည်းဘာမှမမြင်လိုက်ရတော့ပါဘူး။ဇွန်ဒရီလည်းရေယူပြီးတွန်တနီရဲ့ဆိုင်ကနေပြန်လာလိုက်ပိုင်။ငှက်မလေးငါ့ကိုဟပ်ပါကတလုံးပြပါအောင်။ ငါဒီမှာပဲစားသွားလိုက်မယ်ငါပိုက်ရမ်းစာနေပြီညမလေးတွန်တနီနဲ့ဘန်ဒီကိုဟမ်ဘာဂါတစ်ပွဲပေးလိုက်ပိုင်ဘန်ဒီလည်းဟမ်ဘာဂါစားစားကျက်မှာပဲချက်ချင်းပါဇက်ထဲကနေထွေးထုတ်လိုက်ပိုင်ဟာအရင်စိတ်ပြတ်ဖို့ကောင်းတဲ့ဟမ်ဘာဂါပဲငါပါဇက်ထဲတောင်အရသာပြတ်သွားတယ်အဲလိုပြောပြီးဘန်ဒီကကာတူးရဲ့ဟမ်ဘာဂါဆိုင်ဘက်ကိုသွားလိုက်ပိုင်ညမလေးတွန်တနီခမရလေးကြည့်နေရှာပိုင်ထီဘန်ဒီကဘာဖြစ်သွားလဲအရင်ကတော့ငါဆန်ဟမ်ဘာဂါစားကားလို့နေဆိုပြီးချီးကျူးပြီးတော့ အခုကြဘာဖြစ်သွားလဲငမလေးငါဆိုင်မှာဟမ်ဘာဂါတပွဲထိုင်ကြမယ်ပြီးရင်အိမ်ထွက်ဟမ်ဘာဂါ၁၀လုံးပါးကျဲထုတ်သားမယ်ပူပူနွေ့နွေ့လေးလုပ်ပေးရောငမလေးတွန်တနီလဲဈေးဝယ်အတွက်ဟမ်ဘာဂါလုပ်ပေးလိုက်ပါဒါပေမဲ့သူလဲဟမ်ဘာဂါစားပီးရနဲ့ချက်ချင်းထွေးထုတ်ပြစ်လိုက်ပိုင်ပြီးတော့ငှက်မလေးကိုမကောင်းကြောင်နေပြောပြီးအဲ့နေရာနေပြန်သွားပိုင်အဲ့နောက်မှာတော့တွန်တနီလဲသူ့လုထားတဲ့ဟမ်ဘာဂါကိုသူ့ပြန်စားကြည့်လိုက်ပိုင်ဟဲ့ငါဟမ်ဘာဂါတွေကခါတုနေရာပဲ ဒါပေမဲ့ငါမုတ်တူတေချာလေးပြင်ဆင်ပြီးလှောက်ထားတာလေငါဘာမှမှားသားလို့လဲကြည့်ရတာငါမုတ်နေတဲ့တခုခုပြုတ်တာသွားတာထင်နေအဲ့လိုနဲ့ငါမလေးတွန်တနီလဲသူ့အိမ်သူပြန်သွားပိုင်ကြီးကန်းကလူကလည်းအယံဝမ်းသာနေပိုင်နောက်တနေ့မနက်ကျတော့ငမလေးတွန်တနီကဟမ်ဘာဂါလုပ်ဖို့အတွက်မုံနစ်ကိုနှဲထားပါတယ်။စွန်ဒရီကဒီနေ့လေတွန်တနီရဲ့မုံနစ်ကိုမကောင်းအောင်လုပ်ပြန်ပါတယ်။ပြောပါအောင်တိတ်ငတ်ကြီးဟမ်ဘာဂါဘယ်နှလုံးပေးရမလဲ။ငမလေ ဟမ်ဘာဂါအလုံး90လောက်ပါစဲထုတ်ပေးလိုက်။ငါဒီနေ့ငါသမီးအိမ်ပြန်မလို့။ညမလေးတွန်တနေလဲပျော်ရွှင်စွာနဲ့ဟမ်ဘာဂါအလုံး90ကိုပါစဲထုတ်ပေးလိုက်ပိုင်။ညမလေးငါနေ့စီကနေဟမ်ဘာဂါတွေအများကြီးအားပေးထားတာ။ငါစားဖို့တလုံးလောက်မပေးချင်ဘူးလား။ဟုတ်ကဲ့ပါတိတ်ငတ်ကြီးရဲ့ပေးရမှာပေါ့ရှင်။ရော့ဒီမှာအကူစားလိုက်ပါ။တိတ်ငတ်ကြီးလဲဟမ်ဘာဂါစားပြီးပြီးကျမှာပဲသူ့ဒေါသတွေထိမရဖြစ်ခဲ့ပါ යි ။တိတ်ငတ်ကြီးလဲအရန်ဒေါသထွက်ပြီး တွန်တနီရဲ့စီဆောင်ဖျက်ဆီးလိုက်ပါဟမ်ဘာကဘေးချမ်းစာပြီးခါလာတယ်နီးယောင်းကနမည်ဖြတ်တော့မလို့ပဲဒီနီးယားစာပြီးနင့်ကိုဒီညမှာမမြင်ချုံမဟုတ်ရင်ငါနင့်ကိုတိတ်အောင်ရိုက်ပြင်မယ်အဲ့လိုပြောပြီးတိတ်ငက်ကြီးကကာလူရဲ့ဆောင်သွားလိုက်ပါတနားစရာကောင်းတဲ့တွန်တနီလေးကတော့ငိုဘဲငုံနေရှာပါဘာလို့လဲမသိပါဘူးငါတခါမှလည်းဘသူ့ပေါ်မှာမကောင်းတဲ့စိတ်မဝင်ဘူးပါဘူးဘာလို့ငါကြမှာအခုလိုမျိုးကြီးကြုံနေရတာလဲငါမလေးတွန်တနီလေးငုံယူပြီး ကာလူရဲ့ဆောင်းသွားကဖြစ်ချောင်းကုန်စင်ပြောပြလိုက်ပါယ်ကာလူကလည်းတွန်တနီရဲ့အပေါ်မှာတနာကြောင်ဆောင်းပြီးအပိစကားပြောလိုက်ပါယ်အမရေဘာလို့လို့ရမှာလဲဖြစ်ကြရရှိတာဖြစ်ပြီးသွားပြီလေကျမထင်တာတော့အမအချားလုံးတစ်ခုခုကိုပြောင်းလို့မှရမယ်ထင်နေဟုတ်တယ်စွန်ဒရီရေကျမလည်းအဲ့ဒါပဲစဉ်းစားနေရတွန်တနီလည်းအဲ့လိုပြောပြီးကာလူရဲ့ဆိုင်ကနေပြန်တော့မယ့်အချိန်မှာသူတို့ဆိုင်ကစပွဲပေါ်မှာတင်ထားတဲ့ဘုတ်တပုကိုမြင်သွားပါယ် ဲ့လိုနဲ့တွန်တနီလဲတန်တယောက်ဝင်ပြီးသွားပါရင်တွန်တနီလဲအဲ့ဘူးတွေကိုမတိမတားယူသွားလိုက်ပါရင်ဟဲဒါရီယာကချိန်ကတိဖြောင်ရည်တွေပဲအရန်ခါတယ်နောက်ပြီးငါဟန်ပါကားရလေခါနေရလေဟုတ်ပြီအခုမှပဲငါနားလေတော့တယ်စန်ဒရီငါစာနေ့တိုင်းဘာလို့လာနေလဲဆိုတာအခုမှပဲသဘောပေါက်တော့တယ်ငါနေတော့ပေါ့စေတနာကောင်းသလားနေလို့ငါ့ကိုရန်သူတယောက်လိုသတ်မှတ်ထားကြတယ်။ဒါပေမဲ့အခုတော့ငါနေလို့ခွင့်မလွတ်နိုင်တော့။နေလို့ပညာမပီးနိုင်။ ငါနာမည်လည်းတွန်တနီမဟုတ်တော့ဘူးအဲလိုနဲ့တွန်တနီကနောက်တခါထပ်ပြီးဆိုင်လေးပြန်လုံလိုက်ပိုင်ပြီးတော့သူ့အိမ်ရှိကစုံတော့စည်းကွက်ကိုအချောင်းဆောင်ပြောပြလိုက်ပိုင်ညမလေးတွန်တနီစိတ်မပူပါနဲ့ငါသူ့ကိုရအောင်ဖမ်းပြမယ်နောက်တနေ့မနက်မှာတော့တွန်တနီက အရင်နေရာမှာပဲဟမ်ဘာဂါဆောင်ဖွင့်လိုက်ပိုင်ကာလိုတို့လေများညောင်းလေအံ့ဩနေကြပါဒီညမှာအရန်ကောင်းပါတာပဲ။ကျမအိမ်ကနေကြွက်တက်စီကျူလာခဲ့။ညတကောင်လောက်တော့တေးမှာပေါ့ ဒါပေမဲ့အဲ့လိုသားဆိုရင်ကျမတို့ရဲ့အောင်မြင်မှုလမ်းမှာအကုန်ရှင်းသွားလိမ့်မယ်ပြီးရင်ဒီငတ်မှလည်းထောင်ထဲဝင်ရလိမ့်မယ်စွန်ဒရီလည်းအင်းရနေကြွက်သက်စီဘူးပြန်ယူလာလိုက်ပိုင် ပြီးတော့ငတ်မှလည်းတွန်တနီစီကိုတောင်းလိုက်ပိုင်အမအခုလိုစိုက်ပြန်ဖွင့်တာကောင်းပါလေမဟုတ်ရင်ကျမမနေ့ကနေစိတ်မကောင်းဖြစ်နေရ ဟုတ်တာပေါ့တငယ်ချင်းဆိုတာတယောက်ယောက်နေတခြားသူဟာခံစားရတာပဲလေဟဲ့ငါမကန်အောက်ကြသွားပြီငါခုပဲကောက်လိုက်အောင်မေးတွန်တနီလည်းတမင်တသက်အကြောင်းပြပြီး အောက်ကိုဆင်းလာလိုက်ပိုင်းစွန်ဒရီလည်းမုန်နစ်ကိုကြွက်သက်စီမြ мян လောင်းထည့်လိုက်ပိုင်းရီခွက်ကလည်းအဝေးတနေရာမှာထိုင်ပြီးအကောင်လုံးဗီဒီယိုရိုက်ထားလိုက်ပိုင်းပြီးတော့ဒီအကြောင်းကတောင်းတစ်ခုလုံးပြန်သွားပါတော့ဒီမှာကြည့်ပါငှက်ကလေးတွေသူတို့နှစ်ယောက်ကဒီနေ့ငါ့ရဲ့ဟမ်ဘာဂါမုန်နစ်တယ်ကြွက်သက်စီရောထည့်လိုက်တယ်သူတို့နှစ်ယောက်ဘလောက်တောင်ရောက်မှကြာလဲဆိုတာကြည့်ကြပါဦးစွန်ဒရီနဲ့ကာလူလည်းဘာကိုမှနားမလည်နိုင်အောင်ဖြစ်နေပါတယ်။တွန်တနီလည်းငှက်တွေကိုဈီးခွက်ရိုက်ပြီးရဲ့ဗီဒီယိုပြလိုက်ပါတယ်။ ငှက်တွေလည်းစွန်ဒရီနဲ့ကာလိုကိုရိုက်ဖို့အစီအစစ်ဖြစ်နေကြပါရဲ့နင်တို့ကစိုက်ပိတ်ဖို့အတွက်အဲ့လောက်တော့အောက်တန်းကြရသလားအခုနင်တို့ရဲ့လောက်ရကငှက်တွေအများကြီးအသက်နဲ့အလဲလဲလှုပ်တယ်လို့ဖြစ်နေတယ်ငါတကားမှမတွေ့ဘူးဘူးငါတို့ခွတ်လို့ပြပါတွန်တနီရဲ့ငါတို့နောက်ဆိုအဲ့လိုတွေမလုပ်တော့ပါဘူးဒါပေမဲ့ဘဲငက်ကမှသူတို့ခွင့်မလွတ်ကြပါဘူးပြီးတော့ငှက်တွေကစွန်ဒရီနဲ့ကာလိုကိုဝိုင်းရိုက်ကြပါအဲ့လိုနဲ့သူတို့လင်မယားလေသူတို့ရဲ့အမားတွေအတွက်အပြစ်ပေးခံလိုက်ရပါတယ် ချေရပါတော့ပြိသက်ကြီးတို့ရင်ကိုယ့်ရဲ့လောဘစိတ်ကြောင့်အခြားသူတရားရဲ့အသက်ကိုအလဲထက်လုံးရလောက်တဲ့အထိဒီလောက်အော်တန်မကြတဲ့မအောင်ဆိုရဲအသည့်ကိုဒီပုံမြင်လေးကနေရလိုက်ပါရင်နော်။ဂိမ်းအခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကိုကြည့်ကြည့်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားကြကောင်းတဲ့ video လေးတွေနဲ့တူပြန်လာခဲ့ပါမယ်။အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်။